ညောင်ရွှေအင်းလေးဒေသဟာမြန်မာနိုင်ငံရဲ့ထင်ရှားတဲ့ခီသွန်းနေတစ်ခုပါအံဩဘွယ်ရှုခင်းတွေရတာရှိတဲ့စားတောက်တွေမျိုးရလက်မှုမှုပညာနဲ့ဒေသခံတွေရဲ့အဖို့ကြည်လိုမှုကြောင့်မြန်မာနိုင်ငံရဲ့ကြော်ကြားတဲ့ခီသွန်းနေတစ်ခုမျိုးဖြစ်ပါတယ်ဒါပေမဲ့2024စက်တင်ဘာလမှာအင်းလေးဒေတာဟာရေကြီးမှုတန်တွေနဲ့ကြုံတွေ့ရပါတယ်။ အဲ့ဒီအခက်ခဲကာလအတွင်း learning and growing together အစီအစဉ်ကနေအရေးပေါ်ပစ္စည်းတွေနဲ့မြေကြီးအကူအညီတွေကိုလိုအပ်ချက်အရှိဆုံးပြသစုလို့ထင် PM ပြောပါတယ်။ဒီပြင် LGT ကနေ inegan data မှာရှိတဲ့မိသားစု73စုအတွက်အိမ်အတွက်တည်ပြန်လည်ပြုပြင်တည်ဆောက်ပေးနိုင်ခဲ့တာကြောင့်မိသားစုတွင်မိုးမဝင်ခင်ဒီစုတစီတဲ့လုံခြုံမှုပြန်လည်ရရှိခဲ့ပါတယ်။ အရေးပေါ်အကူအညီနဲ့အင်ပြန်လဲတိဆောက်ပေးတာထက်ပုံမူကြရှည်တည်တဲ့အောင်ရကန်းလုပ်ငန်းလုပ်ကိုင်နေတဲ့လူတွေနဲ့လက်တွဲပြီး Empower by MFTS နဲ့ Lifestyle ထုတ်ပေါ်မှုစတင်ထုတ်လုပ်ခဲ့ပါတယ်။ပထမဦးစွာ Corporate Gift လက်ဆောင်ဈေးကွက်အတွက်ချီလက်ဆောင်အိတ် Gift Set တွေကိုစတင်စံတပ်ထုတ်လုပ်ခဲ့ပါတယ်။ဒီကြိုးပမ်းမှုဟာ ရိုးရာလက်မှုလူပညာကိုဂုံယူဝင်ကြွားစရာအရင်းမြစ်တစ်ခုဖြစ်ပြန်လည်ဖော်ထုတ်နိုင်ရင်ဈေးကွက်အတစ်ကိုဝင်စေနိုင်မှုဖြစ်ပါတယ်ရန်ရွှေအင်းလေးဒေတာကန်တို့ဟာရက်တက်မနေပဲမိမိတို့ဒေတာပြန်လည်ထူထောင်ရင်းခွန်အားပြည့်နဲ့ဆက်လက်လှုပ်ဆောင်သွားကြမယ်ဟုပြော 有机会努力。